ော့တဘာဝရိတ်တာတွေကလို့ပြောရမယ်ဖူဆန်ရိတ်တာတွေကတရားစကန်ပေါ့ဒီမှာတော့အမြဲတမ်းစကန်မွဲတွေရှိနေကိုရပါတယ်ဦးဇင်းဒီနယ်လဲအခုတဘာဝရိတ်တာဆရာတော်နဲ့လာပြီးလေ့လာရင်ဒီတရားစကန်ကြီးတွေရဲ့သဘောတွေကိုလေ့လာတဲ့သဘောပါ ကိုယ်မှသာအနောက်ကိုတပဲ့လိုက်ခံပြီးတော့လှုပ်ထမှုလို့ကိုယ်လုံးနဲ့ကိုယ်ဘဝရတ္တိနေတဲ့တန်ခါတစ်ပါးအနေနဲ့ပူဇံရိတ်တာဆရာတော်ကြီးတွေကိုရှင်းပြနေတဲ့ဒါဆရာတော်စုခွာသူကိုယ်ရင်လည်းဒီမဟာစီတရားကိုကောင်းကောင်းအားထုတ်ကြအောင်ရပါတယ်ဒီမှာမဟာစီနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တော့ဒါဆရာတော်ကနေ့ဒီမှာရှိနေတဲ့အမြဲတမ်းယောဂီတွေပေါ့ ခုနပေးသမာဓိတမ္မတမ္ပုတ္တနဘာသောဒီမဟာမဟာယာနထိရဝါဒအဆုံးရှိတယ်ရင်တော့ဥစဉ်တို့တဘာဝရိတ်တာအနေနဲ့ကြတော့ဒီတရားခုံတွေကိုဒီအစင်ရဲ့နောက်မှာထားပြီးတော့ဒီဖရားနာအထိထားခဲ့ရတယ်ဒီမလဲနော်ထဒီနှစ်သုံးလေးစုပလင်နေလက်အများကြီးထားပြီး ဖျားကလည်းဒီတမသုံးစုပေါ့ဟိုမှလည်းတစုဒီမှလည်းတစုကျောင်းကြီးကအကျယ်ကြီးပဲဦးစင်းကတော့တရားလဲထိုင်နေတယ်နောက်ပြတရားစကန်တစ်ခုဖြစ်သွားပြီဆိုလို့ဦးစင်းတို့စကန်သိမ့်ပြီးတော့နှစ်ရက်လောက်ပဲကြာတယ်နာထပ်ဖြစ်တဲ့သဘောကိုယ်တရားထိုင်နေတာကိုရှင်းပြနေတာဒီမှာရှိတဲ့ယောဂီတွေကစွန်လဲစားကြဖို့ဖြစ်တယ်လို့ မနေ့တိုင်းဒီမှာအားထုတ်ရောဂီအပြည့်ပါဒုဗမာရီအားထုတ်ဖို့ရောက်လာလဲရှိနေမဲ့လူတရားလောက်ထဲက၃လေးယောက်ပါပဲဒီမှာတော့မဟာယာနဘိက္ခုဘိက္ခုနီပေါ့မဟာယာနယဟမရီရှိတင်ငန်းဥစဉ်တို့လူတင်ငန်းအယောင်တွေလည်းရှိတယ်ပြောချင်တာကတော့ ဒီမှာဥဒ္ဓမတာရအမေးဖြေနဲ့အောင်မြင်နေတာပေါ့ဒီဆောင်ကလေးဆိုလွန်ကောင်းတဲ့ဆောင်ကလေးပါဒါပေမဲ့ဒီဆောင်ကလေးကိုဘယ်လိုပြုစုတယ်ဘယ်လိုဖြစ်ထားတယ်မသိဘူးဘီယန်နမ်မှာရှိတဲ့လူတွေအများကြီးတွေ့ဥတန်တန်ရဲ့ဒီဆောင်ကလေးဟာဘီယန်နမ်နိုင်ငံဗုဒ္ဓဘာသာတွေအတွက် အကျိုးများလိမ့်မယ်လို့ဦးဇင်းမြင်ပါတယ်။ဒီစောက်ကလေးကိုနှစ်ကြိမ်ရှိသွားပြီ။ဘယ်သူဘာသာမြန်ငယ်တယ်လို့မသိခဲ့ပေမဲ့အကျိုးများတဲ့ဒီစောက်ကလေးကြောင့်လွမြောက်မဲ့သူတွေအများကြီးရှိမှာပါ။ဦးဇင်းကိုယ်တိုင်လည်းမဟုတ်ဆရာတော်ဖျားကြီးရဲ့စောဝိုင်းဒီမှာရှိတယ်။ဒါမဲ့မဟုတ်ဆရာတော်ဖျားကြီးမူဘူးလို့မရှိပဲဒီမှာအကျယ်ကြီးတဲ့မှာ ဖျားသုံးလူထည့်ထားတယ်အများကြီးထိုင်လို့ရတယ်ယောဂီအများကြီးထိုင်လို့ရတယ်ဒါအခုဆိုရင်ဒါအဖွားဆိုရင်ဒီအဖွားဆိုအမြဲတမ်းလူတယ်လူတယ်ဒီမောတော်ဒီမောချောကုန်ရှိကုန်ဆက်ဒါစင်းနဲ့30 40 50 60 80 90 80 90 80 9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 0လောက်ကတော့ပုံမှန်ရှိတယ်။ဓမ္မမိတ်ဆွေတို့သိစေချင်တာဦးစင်းကခဏ ဟနှွိုင်းကိုသွားမယ်ဘာလဲဘာကံညအတန်ဒါအောင်မလေးရည်ကြနေမိုင်းတန်တယ်ဆောင်းရည်ရည်ရည်အများကြီးပဲကောင်းပါအတိုင်းခံရည်ရည်ဒါလည်းဘုံတော့အဲ့တော့ဆိုတော့ဓမ္မမိတ်ဆွေတွေသိစေချင်တာဥစ္စကုဏဖတ်လိုက်တဲ့ဒီစောက်ကလေးကိုဥစဉ်တအားသဘောကြတာဗီယက်နမ်နိုင်ငံကဘုရားဘာသာရေးအတွက်ဥစဉ်ကြည်ညိုတဲ့ ဥစဉ်ဘုံဝပြောင်းစေတဲ့ဥစဉ်တန်နေရာလွတ်အောင်ပြတ်ပန်နိုင်ခဲ့တဲ့ဆရာတော်ဖျားကြီးဒီတရားကြောင့်ဥစဉ်ဘုံဝချင်းခဲ့တယ်လို့အမှန်မတိပဲဘုန်းကြီးဝယ်စိတ်ညစ်လို့လူပြန်ထွက်လူထွက်လိုက်မိမယူလိုက်ဆိုတဲ့အပြန်မြန်အလန်လန်နေကြတဲ့မှာဥစဉ်ဘုရားကိုရင်ဆရာတော်ကတော့တံပိုးထားလို့အလွန်တံပိုးကြီးတဲ့ဘဝတန်မြန်နဲ့လဲလောက်တဲ့ ဒီအတိတွေကိုရမ်းမစ်တွေလည်းသိစေခြင်းလည်းဒါကတော့အထက်ပြီးတစ်ထပ်ပေါ့ဒီမှာလည်းဖျားတဆူပဲဒါတွေကတော့ဓမ္မစကြာတရားဥပြတယ်ဒါကတော့တရားပြနေတဲ့ပုံအလင်ကတော့ဇာနာမှုရာလို့ခေါ်တဲ့လက်ကလေးရှက်ပြီးတော့တရားထိုင်တဲ့ပုံဟိုဘက်ကတော့လက်ကလေးကိုအောက်ချပြီးတော့ မေတ္တာနဲ့တော့မဟုတ်ဘူးဒီမူတာတော့ဥစဉ်မပြောတတ်ဘူးအဲ့လိုဒီเจ้าကြီးကပြအားဖြင့်တကယ်ကိုကျဲလာပြီးတော့တခံပြီးတခံဒီမှာရှိတဲ့ပုံတော်တွေကလည်းအကုန်လုံးရွှေရောင်ချဲထားပြီမယ်ရှစ်ပေလေးပေမကကျဲတဲ့အခန်းကြီး1 2 3 4 5 6 7 9 ဆယ်စတဲ့စနစ်တခန်းတခန်းကိုဆယ်ပြီးမကကျေလိုက်စနစ်ပြီးလောက်ရှိကောင်းရှိနိုင်တယ်ကောင်းပြီဓမ္မမိတ်ဆွေဒါဥစဉ်ကလည်းဆရာတော်စုခွန်တရားပြနေတာ ਉਹ လာထိုင်နေခဏတရားစကန်ဖွင့်နေဒီမှာယောဂီတရားလောက်ကပုံမှန်ရှိတယ်မြမတိနာရှင်နေလို့တိနာရှင်နေလဲရှိတယ်လို့ဝိကြတယ်လို့ မြမမဟာယာနဘိက္ခုလီရှိတယ်အလွန်ကိုအံ့ဩစရာကောင်းတဲ့သူဇံရိတ်တာဤဟာဓမ္မမိတ်ဆွေတို့ဥစဉ်လည်းဖုန်းတစ်လုံးနဲ့လုံးရိုက်ပြတာမတူလို့နောက်ပြီးဒီမှာလူငယ်လေးတွေများတယ်တရားထိုင်လို့ဆိုပြီးတော့အသက်ကြီးပြီးတော့ဟိုအိမ်ကနှင်ချလို့အိမ်မှာတုံးမရတဲ့သူတွေမဟုတ်ဘူး တကယ်ကိုတရားသိတကယ်ကိုတရားလိုချင်လို့အမှန်မြင်မြင်နဲ့ဉာဏ်ရှင်တဲ့သူတွေများတာတွေ့ရတယ်။သူတို့အာထုတ်ထားရင်တကယ်လဲစနစ်ကြတယ်။ထိုင်လိုက်တာကိုမြန်ကွယ်ချက်တည်ရှိတယ်။ဦးဇင်းတို့မြန်မာနိုင်ငံကအဲလာရောက်ထိုင်တဲ့သူတွေတော့မတူဘူးပေါ့။ဒီအသက်ရွယ်ငယ်ငယ်လေးဆိုဒီသမီးလေးဆိုအသက်အစိတ်30အဲ့ပတ်ဝန်းကျင်မျိုးရှိနေတယ်။ တို့ကဒါအမြဲတမ်းပဲဒီမှနေတယ်ဒီဆိုးစားတယ်ဒီကလည်းနေ့စဉ်ဆွမ်းရှိနေတယ်ဒါကဗမာနီးဗမာဟန်ရသွားဆိုအဲ့လိုဖြစ်သွားတာအဲ့ဒါကလည်းအာစကြူသွားတယ်ဒါကလည်းတက်တက်ကြီးနော်ဗမာနီးဗမာဟန်ရသွားတယ်အများအားဖြင့်တော့ဒီမှာထိုင်နေကြည့်ဒီဘက်ကတစ်ချက်ကိုကြည့်ဒီဘက်ကယောဂီအသက်ကြီးကြီးဆိုရင်ခေါင်းငိုက်ဆိုင်တာလည်းရှိနေတယ် မြန်မာရင်နဲ့ပတ်သက်ရှိဒီဘက်ကျတော့ကလေးတွေကထိုင်လိုက်တာနောက်ကပင်ခုထိုင်တဲ့ဟာလေးတွေရှိတယ်ကျင့်တာလေးကလည်းနားတွေတက်ဖာတယ်လည်းတော့ဘာပင်ခုထိုင်တယ်တော့တန်းကိုပဲနေတာပင်ခုထိုင်တာလားအာပင်ခုထိုင်အဲ့လိုပင်ခုထိုင်တာလေးနဲ့သူတို့ထိုင်ကြလူငယ်တွေကလူငယ်တွေကြီးအသက်အားဖြင့်ဟုတ်မော်တခါကြီးတယောက်လည်းထိုင်တယ်ဒီမှာတရားထိုင်တဲ့သူတွေကမဟာစီရိတ်တမ္မာတွေပဲ။အောက်မှာပင်လေးတွေခုထိုင်တာ။ 32 tiếng nói tại sao có cái tiếng nói như vậy thì có từng cái uh, giải thích của uh, còn 87 đẹp thì là uh, à, trong kinh không có ghi rõ ràng nhưng mà chúng ta lấy những cái chỗ kinh này kinh kia thì nó sẽ là có tổng cộng là 87 đẹp để nói là 87 đẹp của Đức Bồ Tát à, của của Đức Nê Rê Đức Phật đó thì nhân hôm nay là cái mùa uh, uh Phật đản à, cái này gọi là lễ tam hợp nha lễ tam hợp tức là cái à, để kỷ niệm là, à, là à, Bồ Tát à, đản sanh có mà bị tôi mang mấy sự việc của duyên này lên xem mình lo cái nó chỉ xe anh đi rồi này sẽ uống xả này từ xưa này yêu gì là chi bị rồi cái này gọi là lễ vi sắc lễ tam hợp cái cô đưa người đi thay nhà đó, thì áo mềm mỏi, nhưng mà nghe mà lu cháu mới xí cam mới xí lu, စိတ်ပြက်လက်ပြက်နဲ့ဟိုရိတ်တာသွားဒီရိတ်တာသွားနေရရှားလို့ကျွေးမဲ့သူမရှိလို့လာတာမဟုတ်ဘူးသူတို့မှလူငယ်တွေဘွားကိုပေးဆက်နိုင်တယ်ကောင်းပါပြီဓမ္မမစ်ဆွေတို့ပြောပြကြနေတာဒီကနေ့တရားပြမှာတော့ဒီမှာပလင်တစ်ခုပဲခြံထားပြီးတယ်ဒါဆရာတော်ကြီးနဲ့ဒါတော့မနေ့ကဒီဆက်ဒီဆိုတော့ဝိတာခာနေ့လို့ပြောတယ်ဗုဒ္ဓဖောရမူတဲ့နေ့ဒါလေးကိုအမတ်တရားဥစဉ်ကတော့တင်ပြရင်ဓမ္မမစ်ဆွေသူတော်ကောင်းတို့ကို လွမ်းပြေပြင်းပြလိုက်ပါတယ်တာနာရောအတွက်တကယ်အောင်မြင်တဲ့လူသားတွေတန်မြတ်လွတ်တဲ့လူတွေများကြပါစေလို့ဆုတောင်းရင်းဦးဇင်ဘုရားကိုကြီးဆရာတော်အနေနဲ့ဒီကနေ့မနေ့ပိုင်းတရားလာတယ်အမတ်တရားတရားဒါလည်းမြန်မာနိုင်ငံလုတ်တဲ့ပလင်နေအဲ့ပလင်နေမြန်မာနိုင်ငံပလင်နေမြန်မာနိုင်ငံပလင်နေဒါမြန်မာနိုင်ငံမှာမှားတာစကိုင်းဘက်ကမှားတယ်တဲ့ဟုတ်ပါပြီအခုတွေ့ရတဲ့အတိုင်းပဲ ဒါလူငယ်တွေဒီဘက်ကနဲ့လူကြီးများတယ်သူတို့ရဲ့မျက်နှာတွေထိုင်မုံကြည့်ခြေောက်ကလေးတွေကိုကြည့်အကုန်လုံးတန်ဖိုးရှိတဲ့တရားတွေရပါစေလို့ပဲဟုတ်မှန်းလဲမာယာနာလာတော့ထိုင်မုံလေးတူတူမလဲဘင်းလေးတွေဆွဲထားကြတယ်ဒါလည်းယောဂီကြီးရဲ့အမှတ်စင်ရှိမှာပေါ့အဲဒီမှာတွေ့ရဟောတော်ဘာသာတွေနားမထောင်နိုင်ဘူးခေါင်းလေးတွေလှ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 နဲ့ đó okay, à, thì bây giờ chúng ta sẽ đi ra phía trước để dựng uh, buổi sáng သူပြီးသွားတာအဲသူတို့ခရော့ပုံကြည့်ပါဥစဉ်ကတော့အလုံးလေးလာတာနာအတွက်တံမူထားအကျိုးများတဲ့ <laughs> ူဇန်ရိတ်တာကြီးထဲမှာကျောင်းနံပါတ်68တဘာဝရိတ်တာကလည်းအဆောင်လေးတစ်ဆောင်နဲ့တရားဆွေးနွေးမှုတွေကောင်းတရားပြဆူတတ်တဲ့တရားတွေကိုအပြန်အလှန်ဆွေးနွေးပြီးအများအတွက်အကျိုးများအောင်ကြိုးစားတဲ့ဆရာတော်ဦးဥတ္တမတာရာဟာဒီထဲမှာယောဂီပေါင်း900 400အဲ့လောက်အင်အားတွေနဲ့လှုပ်သွားကြပါတယ်အခုတရားဆရာတော် စုခွာကပြီးတော်ပြီပေါ့အဲဒါအကုန်လုံးပြန်လာပြီဒါစွန်းစားကြတော့မယ်ဆရာလေးကဘာမှမဲ့နော်ဘာမှမဲ့ဟုတ်အေးဟုတ်တော့အဲကြောင့်ထိုင်မုန်းမြတ်ကွာနေတာအဲ့ဒီကတ်ထားရဲ့ဆရာဟုတ်အေးအေးကောင်းနေကောင်းနေကောင်းဒီမှာတော့တတ်တတ်လက်ဖြစ်တဲ့အတွက်ရိတ်ကြီးလဲတအားတက်တာတယ်ဘာပဲပြောပြောဒီကအလူရှင်နေဗီယက်နမ်နိုင်ငံကဘုရားတာနာကိုချစ်ပြီးထိရဝါရမဟာယာနမြည်သူပဲဆိုစကားမူတာနာအတွက်အကျိုးများ ယူသားပြီးတော့လွတ်မြောက်တော့သူတော်ကောင်းများဖြစ်ကြပါလိမ့်။ဥစဉ်တို့လည်းဘောပိဿတာနာတော်အတွက်မြတ်တော်အလုတ်တွေနဲ့အဲဒီကနေ့တရားလာထိုင်ရင်ဥစဉ်ချွေတတိနဲ့ကျူးစားပြီးတော့တင်ပြလိုက်ပါလေအလုံးချမ်းမြေနိဗ္ဗာန်တွေ့ကအိမချမ်းသာရှိပါပြီဒါအလုံးထုံးစံအတိုင်းတန်းစီမှာပါဆိုတော့မတ္တရာအနေနဲ့ကြီးညိုရတယ်ဒီမှာကြီးညိုရတယ်အမေမင်းမိကြရမယ်သူဆိုอืม ဒါတော့ဗီယက်နမ်ရဲ့အသားဖြူပုံတို့ရက်တီပုံအကုန်လုံးရဲ့တဘာဝပါ။ကောင်းပြီဓမ္မမိတ်ဆွေဒီမှာအခုပမာရီလဲလာမှာစွန်းစားမယ်။ထိုင်တဲ့ပုံစံမျိုးကြည်လန်နေတိတာတယ်။အဲဘာကြောင့်လဲဆိုတော့ဟိုတဘာဝရိတ်တာတော့အကုန်လုံးတဘာဝအတိုင်းခုနမာစီစွန်းလွန်တဲကူမူကိုကြိုက်တာလို့ဖူဆန်ဆရာတော်ဖျားကြီးကလည်းအဲ့ဒီတဘောကိုဆောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဖူဆန်ဆရာတော်ဖျားကြီးကလည်းအားလုံးကိုလက်ခံတယ်ဒီမှာမဟာယာနရှိတယ်ဒါဒါဆိုတာ ထိုင်ရလာတဲ့ဘိက္ခုနီပေါ့ဒါဘိက္ခုနီဒါယဟမပေါ့အဲ့လိုပေါ့အဲ့အဲ့တော့ဘုရားတော့ထေရဝါဒယဟန်နဲ့မတူဘူးဒီတမဟိုထိုင်ရလာတာလည်းရှိတယ်အခြားအခြားသောရှိယူမဟာယာနလည်းရှိတယ်ဒါထေရဝါဒဆန်နဲ့အဲ့လိုကောင်းပါပြီဦးဇင်းနေနေလိလလူလည်းအာမရဒါဓုမြန်မာနိုင်ငံကเออเสี่ยรอตบาวว่าเสี่ยรอเนี่ยเสร็จเสร็จทาเลยป่ะဒီမှာကတော့ခုနကပြောတဲ့အဲ သူတို့ရဲ့ဘီနန်ယူနီဖောင်းဘီနန်အဝတ်စားတွေလိုပါပဲဒါဒါတော့မဟာယာနယူနီဖောင်းဒါကြောင့်ယောဂီတွေကတော့အပြည့်ရှိတယ်အမြဲတမ်းတရားစခန်းနေရှိနေတယ်အဲအသက်ရွယ်နေအောင်တော့အရေးကိုနင်းမှကြောက်လို့လူငယ်လေးတွေကြီးပဲတက်ကြွတယ်တကယ်လေ့လာတယ်ငတ်လို့မဟုတ်ဘူးဒါဥစဉ်တိတိလောက်ပေါ့သူတို့စီစဉ်လို့ရတယ်တွေးခေါ်လို့ရတယ်ကောင်းပါပြီဓမ္မမိတ်ဆွေတို့ဥစဉ်နေနေလဲ တင်ပြလို့မဟုတ်အောင်အော်ဒါတော့သူ့ပမာတင်လာရှင်မျိုးတော့တတ်တတ်ခွဲပြီးတယ်အာဆရာတော်စုခွားတော့အားလုံးကိုဥဆောင်ပြီးအများရန်ကြိုးစားနေတာကိုတွေ့ရရင်ဥစဉ်နေနဲ့လဲအဲဒီတရားတော့ဒီတဘာဝတံမိုးထားပြီးတော့ကြိုးစားရင်ခွင့်တိုင်းအခါတင်းမင်းမြန်စင်းပြီးကုစုပေးမဲ့သဘောတွေကိုလေ့လာရင်တံမိုးထားပြီးတော့ဥစဉ်တင်ပြပြလိုက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကြ အင်းမြတ်ချမ်းသာရှိပါလိမ့်